ုံစုပ်ပေးနေရတယ်အမသားကိုသူတို့ကနားမလဲနားမလဲသူအစိုးရဆိုလို့ရှိရင်ပွဲငားတဲ့ပွဲရှင် တွေကိုယ်တိုင်ကဂုံနဲ့ဂုံနဲ့ပေါ့ငါတို့ဆိုင်ကိုဂျင်းဂျင်းကြီးလာတယ်ဆိုပြီးဂုံနဲ့ကြိုချင်တာပဲလေအကူနေရပြီနော်ဟဲ့မတို့မှာဥညိစင်းဥညိဂီတာအမလွယ်လွယ်ပေပြီးကလေးကိုဆွဲဘာညာဆိုတော့အဲ့ဘယ်လိုသုခပါအဲ့လိုဘယ်လိုသုခပါအဲ့ဒါတွေကိုတချို့အဆိုင်ရှင်တွေကနားမလဲတချို့ကစတမာတွေကနားမလဲ ဒါပေမဲ့တချို့တွေကြတော့လေအရန်နားလေအော်မလေးမလေးခေါင်းလေးမှာငုတ်ပြီးလှုပ်တာတဲ့အာတော်ရယ်ကွာငါတို့မှအဲ့လိုအနောက်ရှက်ဖြစ်မှာဆိုလို့လေအမနေနေခဲ့ခြင်းလေငါဟိုတယ်မှာပဲနေခဲ့မယ်အာသွားမဟုတ်ဘူးတခါတလေမိန်းမနဲ့ခလေးကြွားခြင်းလိုလိုက်ခဲ့ပါဆိုကိုကအဲ့မှာအရန်ပင်မန်းပြီကွာတမီးရယ်ဟိုကောင်းမဟိုကောင်းမအဲအဲဒီအဓိကဖြစ်ခြင်းအကြောင်းကအမတို့ခလေးကိုဘယ်မဆိုခေါ်နိုင်နေခေါ်လဲခေါ်တယ်ဒါပေမဲ့ အဲ့ဒီလူတွေရဲ့အမြင်မှာဝိညာဉ်ကိုသွားပြီးထိခိုက်မှာဆိုလို့ဒါလေမလိုက်ချင်ဘူးဆိုရဲဟာအကန့်ပြောတာအမလေး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 ကဲရာသာနာစိတ်မရှိတဲ့လူကြတော့อืมဒီမှာဒီလိုဖြစ်နေပြီကဘာညာအဲ့လူလေးတွေကျွန်တော်တို့တိုင်းဝိုင်းထဲမှာလည်းရှိပါတယ်ရှိပါတယ်ဒါတွေလည်းကျွန်တော်ဖြတ်တန်းခဲ့ပါတယ်အင်းအရင်တော့ကတော့သူနေကောင်းပြီးတော့ဥပမာကွာသမီးရဲ့ဟို အဲတင်မဆုံရုပ်မချိုးခင်တိပေါ့နော်ကာအက်ဆီဒန့်ဖြစ်ပြီးနောက်ပိုင်းဒီအမလည်းဒီဘယူတီဆလွန်လောက်တဲ့အချိန်နောက်ပိုင်းမှာတော်တော်များများတော့မလိုက်ဖြစ်တဲ့အချိန်တွေများတယ်လေများတဲ့ခါကျတော့သူကဥညင်သွားတယ်သွားရင်လည်းတောက်လျှောက်ဘယ်နာရောက်နေပြီအဲဘယ်မှာလောက်နေပြီဘယ်ဟာစားနေပြီတောက်လျှောက် report တော့တက်တာပေါ့နော်အဲ့လိုမျိုးအမကအဲ့လိုမျိုးသူ့ကိုလေဟိုတချို့တွေကတမိရဲ့ဟိုမြန်မာပြည်မှာအဲ့ဒီကိစ္စကလည်းနည်းသေးတယ်လေနည်းသေးရဲ့တားကိုသူတို့ကနားမလဲနားမလဲဘူးနားမလဲဘူး နားမလဲဘူးသူအဆိုတော်ဆိုလို့ရှိရင်ကွဲငှားတဲ့ကွဲရှင်တွေကိုယ်တိုင်ကဂုံစာပြီးကြိုချင်တာဒါကတော့ဘယ်သူတော့မပြောဘူးလို့စကားပြောတဲ့စကားလုံးမှားရင်မှားမယ်ဂုံနဲ့ဂုံနဲ့ပေါ့ငါတို့ဆိုင်ကိုချင်းချင်းချင်းလာတယ်ဆိုပြီးဂုံနဲ့ကြိုချင်တာဒါပေမဲ့အမတို့မှာဦးညီစင်ဦးညီကတာအမလွယ်လွယ်ပေးပြီးကလေးကိုဆွဲဘာညာဆိုတော့အဲ့ဘယ်ယုံဆုံးကပေါ့အဲ့လိုဘယ်ယုံဆုံးကပေါ့အဲ့ဒါတွေကိုတချို့အဆိုင်ရှင်ရှင်တွေကနားမလဲတချို့ကစတမာတွေကနားမလဲဒါပေမဲ့တချို့တွေကြတော့လေအရန်နားလေ အဲ့လိုမျိုးဆိုတော့အမတို့မှအဲ့လိုအနောက်ရှက်ဖြစ်မှာဆိုလို့လေအမနေနေခဲ့ခြင်းလေငါဟိုတယ်မှာပဲနေခဲ့မယ်ခရီးသွားတော့သွားတယ်ကွာသွားတော့မိမဟိုတယ်မှာပဲနေခဲ့မယ်ပေါ့အာသွားမဟုတ်ဘူးတခါတလေမိမနဲ့ခလေးကြွားခြင်းလိုက်ခဲ့ပါဆိုကိုကအဲ့မှာအရင်ပင်မန်းပြီပေါ့တမီးရဲ့သူ့ကိုအမြဲကြည့်နေတာအဲ့လိုဆိုတော့ကိုကအဲ့ဒါပါဒီအဓိကဖြစ်ချက်အကြောင်းကအမတို့ခလေးကိုဘယ်မဆိုခေါ်နိုင်နေခေါ်လဲခေါ်တယ်ဒါပေမဲ့ အဲ့ဒီလူတွေရဲ့အမြင်မှာဦးညီကိုသွားပြီးထိခိုက်မှာဆိုလို့ဒါလေမလိုက်ချင်ဘူးဆိုရဟာအကန့်ပြောတာကျောင်းဟိုကတော့ဆိုရင်တာချီလေးကိုခေါ်သွားတာလင်းနေနဲ့သွားတာနော်အေးစေးအာအေးစေးကြားမှာသူကသူကျော်ဝေးလွယ်တိတာဆွဲပြီးတော့ကွင်းထဲဝင်သွားတာဝင်သွားဟောလူတွေသူ့ကိုလေအဟုတ်အောင်မလို့သူကဖမ်းပြီးဒါရီဝါးလေးလုပ်လိုက်တယ်ဟာဟာဒါရီဝါးလေးပြန်လုပ်လာပြီးတော့တတလာလာလာအဲ့လိုသူကသူကရုပ်တည်နေဟို ူကတော့ personal နဲ့အရင်ကောင်းတာကိုသူကတော့လိမ္မာနေတဲ့အကြိုက်နဲ့ငြိမ်အဲ့လိုမျိုးဆိုတော့အဲ့တော့အဲသူကလည်းဟိုဘက်ကထိုင်းဘက်ကပို့ပါ냐အမြောက်ဒီဘက်သွားဆိုတော့မဲဆောက်ပို့ပါ냐အဲ့လိုမျိုးတွေပေါ့ကျွန်တော်တက်ဆွမ်းတဲ့လောက်ပေါ့ဗျာဒီကလေးလေးပေါ်ပါလူလေးသေးမရှိအောင်ကျွန်တော်ကျွန်တော်တက်ဆွမ်းလောက်ကျွန်တော်လင်မြန်းနေရတက်ဆွမ်းလောက်ကိုကျွန်တော်သူလေးသူခွန်သူအားသူညံရှိသလောက်ဖြည့်စီပေးတယ်ကျွန်တော်လည်းကျွန်တော်ခွန်ကျွန်တော်အားနဲ့ ကျွန်တော်တန်းတန်းကြီးဖြည့်စီပြီးခေပြောင်းဝင်မယ်လဲအမြင်မပြောင်းတဲ့လူတွေကတော့အခုတည်းရှိတော့မှာပဲနောက်ပြီးတော့တချို့ကြတော့လဲဘယ်လိုလဲဆိုတော့အဲနေဒါကြီးကစာနာစိတ်ပါပဲအဓိကစာနာစိတ်ပါပဲဟိုအတိမရှိတာကတင်ပေးလို့ရတယ်ဗျာနော်ဟာဒီကလေးကဒါတယ်လို့ရှိတယ်တင်ပေးလို့ရစာနာစိတ်မရှိတဲ့လူကြတော့ဒီကောင်ကဒီလိုဖြစ်နေပြီပဲအပါငယ်အဲ့လိုမျိုးတွေကျွန်တော်တို့တိုင်းဝိုင်းထဲမှာလည်းရှိပါလေ ရှိပါတယ်ဒါတွေလည်းကျွန်တော်ဖြတ်တန်းခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ don't care ပါဘူးမဆိုင်ဘူးကျွန်တော်တန်းနဲ့ကျွန်တော်မိမမြင်လာဥစ္စာဖြစ်နေပြီးတော့ Okay တကူကလုံးမတားနဲ့မိမမြင်လာပဲခြေခဲ့တယ်ဘယ်လိုပဲနေရမှာပဲလေသမီးရဲ့ဘာဖြစ်လို့တော့ဟောကျွန်တော်တို့ life က normal life မဟုတ်ဘူး normal life မဟုတ်ဘူးဒါဘယ်သူမှလည်းတော့အပြစ်ပြောလို့မရဘူးညအဲ့ဒါကြောင့်မှာအဲ့တော့ဟောပေါ့ဖြစ်လာတဲ့များကို ချိုချိုခါခါပူပူအေးအေးလက်ခံရမှာပဲဒါကျွန်တော်လုပ်တာမဟုတ်သူလုပ်တာလည်းမဟုတ်တသားဖြစ်ကျင်လာမဟုတ်ဘူးဒါလည်းကျွန်တော်တို့ဗုဒ္ဓဘာသာမှာအတိတ်ကံဆိုတာရှိတယ်နော်နောက်အဲ့လိုအတိတ်ကံထန်လာတဲ့ဟာကိုကျွန်တော်တို့ကညီးနေတယ်လေခံရမှာပဲပျော်နေတယ်ခံရမှာပဲအဲ့လိုခံရတယ်အတူတူပါဗျာနှခါမခံတော့ဘူးဗျာနော်ညီးပြီးတော့လည်းမခံတော့ဘူး เนาะเออเปียวๆนี้ได้ขันได้ดาบาเว้ยเราก็ตะแต่ลงบ่เปียอันนี้40จ่อๆนิดาเนี่ยเราก็ยัดติเยยาหลูဆိုတော့ဆက်လက်ပြီးတော့ကျွန်တော်ဘုံမှာမေတ္တာထားကြပါကျွန်တော်တို့မိသားစုဘုံမှာဆက်လက်ပြီးတော့မေတ္တာထားကြပါပြိတ္တမေတ္တာကိုကျွန်တော်ယူပါတယ်တံပိုးလေးထားပါတယ်